ဥပဒံအစွဲလမ်းများကိုဖယ်ရှားပါ။ပြားစစ်ကိုကိုးကွယ်လူတိုင်းသည် ပါတာဆွဲ၊လူမျိုးဆွဲ၊ပုပ်ကိုဆွဲ၊ဂိုင်းကနာဆွဲ၊ဝါဒဆွဲ၊ဒေတာဆွဲ၊မြို့ပလာဆွဲများကိုဖယ်ရှားဖို့ရလိုအပ်ပါတယ်။ထို့အစွဲလမ်းများကလူသားများကိုငရဲသို့ပို့ဆောင်နေသော အစွဲလမ်းများပင်ဖြစ်ပါတယ်။ထို့ဥပဒံစွဲလမ်းများကြောင့်အချို့သောသူတို့ဒီနတ်များအချို့တို့ဒီလူများအချို့တို့ဒီတရိတ်ဆန်များ အချို့တို့သည်လူလက်ပြည့်ပြုလုပ်သောအရာများအချို့တို့သည်တဘာဝမှအရရှိသောအရာများဖြစ်တဲ့နေလမီရေညောင်ပင်ကြောက်ဆောင်ကြောက်တုံးတစ်ပင်ဝါပင်စသည့်အရာများအချို့တို့သည်တည်သွားခဲ့သောသူများဤဝိညာဉ်များကို ကိုးကွယ်နေကြပါသည်အချို့တို့သည်အတဟိတနောနာထော ကိုလုံမအကိုရရတယ်ဆိုပြီးမိမိကိုကိုမမီကိုကိုွယ်နေကြပါတယ်လူအချို့တို့သည် ထိုသို့သောကိုကိုွယ်မှုသည် မှန်ကန်သည်ဟုယုံကြည်နေကြပါတယ်ဘိုးဖလံမျိုးမိကိုတိုးဆိုတကယ်တို့ဖះအစ်စ်မဟုတ်သောအရာများကိုကိုကိုွယ်နေခြင်းသည်တန်ငယ်မိထဲသို့တိတိကြီးနှင့်ဒူး၍သွားနေကြခြင်းပင်ဖြစ်ပါတယ်ကြည်နော်ဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာ ဒီဥပါဒံတရားတို့အတ္တဟိအတ္တနောနာထောတို့ဆိုတာဟာဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြတယ်နော်ဥစဉ်ကလေသူတို့ဘာဘာသာကိုတိုက်ခိုက်တဲ့ဖုံးကြီးမဟုတ်ဘူးကိုယ့်ဘာသာရေးအကြောင်းကိုပဲကိုပြောတဲ့ဖုံးကြီးဖြစ်တယ်သို့တော့ကိုယ့်ဘာသာကိုစော်ကားတိုက်ခိုက်လာပြီဆိုရင်တော့တုတ်ပြန်တတ်တယ်နော်အခုလဲတုတ်ပြန်မှာဖြစ်တယ်သူပြောထားတဲ့အချက်ကိုကြည့်လိုက်ပါပထမဦးဆုံးအချက်မှာဥပါဒံအစွဲတရားကိုဖယ်ရှားဖို့ပြောတယ် နောက်ဆုံးမှာသူတို့ဖျားကိုမကိုးကွယ်ပဲနဲ့တခြားအရာတွေကိုကိုးကွယ်ရင်ငရဲကြမဲ့ပုံစံပြောတယ်။အဲ့ဒါဥပါဒံအစွဲပဲလေ။ကိုကိုတိုင်ကမှဥပါဒံအစွဲတရားမကင်းပဲနဲ့သူတစ်ပါးကိုဥပါဒံအစွဲတရားကင်းဖို့ပြောတာဟာလွဲမနေဘူးလား။ဟွန်း။နောက်ပြီးအတ္တာဟိအတ္တနောနာထောဆိုတဲ့ပုဂ္ဂိုလ်ကြည့်ပါ။အတ္တာဟိအတ္တနောနာထောဆိုတာကိုလုံးမှကိုရတယ်လို့သူကအထိပယ်ပြန်သွားတယ်။အဲ့ဒါမပြည့်စုံဘူးနော်။ အတ္တဟိအတ္တနောနာထောဆိုတာမိမိရဲ့ကံညာဝရိယတွေကိုအာကိုခိုင်းတာတည်ရင်ပြစ်လိုက်ရမယ့်ဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ဘူးနော်မိတိဘာသာဝင်မိတိလူမျိုးပဲဖြစ်ဖြစ်တတဝါတိုင်းတတဝါတိုင်းဟာမိမိရဲ့ကံညာဝရိယအပေါ်မှာပြီးပြီးနေကြရတယ်မိမိရဲ့ကံညာဝရိယနဲ့လွတ်ကင်းပြီးနေလို့ရတဲ့တတဝါရဲ့လို့မရှိဘူးနော်ဗုဒ္ဓရဲ့တရားတော်တွေဟာလေအမတန်မှနည်းနည်းပါတယ်ဘလောက်အထိနည်းနည်းသလဲဆိုရင် ဗုဒ္ဓဘာသာဝင်ပါဆိုတဲ့လူတချို့တောင်မှဗုဒ္ဓရဲ့တရားတော်တွေကိုမသိတာအများကြီးရှိတယ်။တခြားဘာသာဝင်ကဗုဒ္ဓရဲ့တရားတော်တွေကိုပုံစံအောင်သိဖို့ဆိုတာအဝေးကြီးနော်။ဒါကြောင့်မိမိရဲ့ဉာဏ်နဲ့လိုက်မမီတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုမိမိလိုသလိုအတိတ်တွေအမျိုးမျိုးဖွင့်ဆိုပြီးပောက်ကရတွေပြောနေမဲ့အစားကိုယ့်ရဲ့ရှင်းနောက်မညီတဲ့ကျမ်းစာတွေကိုကြည်အောင်အရင်လုပ်ပါလို့ပြောကြင်ပါတယ်။ဘာတွေကရှင်းနောက်မညီဖြစ်နေတယ်လဲဆိုရင်တစ်ချက်လောက်ပဲခြားပြမယ်နော်။ ခရစ်တော်ယေရှုကပါတစ်ဖက်ကိုအယိုက်ခံရတဲ့အခါမှာနောက်တစ်ဖက်ကိုလည်းအယိုက်ခံလိုက်ပါလို့ပြောတယ်။ထာဝရဘုရားကလက်စားချေဖို့ပြောတယ်။အဲ့ဒီမှာတင်ပဲရှင်းနောက်မညီဖြစ်နေပြီ။ကျမ်းစာမျက်နာတွေကိုတော့ချမပြတော့ပါဘူးနော်။ဘာကြောင့်လဲဆိုရင်ဥစဉ်ရဲ့အကောက်ထဲမှာဥစဉ်နဲ့ချစ်ခင်နေတဲ့ခရိယံဘာသာဝင်တချို့ရှိလို့ပါ။သူတို့ကိုမျက်ကွက်ပြီးတော့ကျမ်းစာမျက်နာတွေကို ချမပြတော့ပါဘူးနော်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ မိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်ကိုယုံကြည်ရာကိုဘာသာကိုကိုယ်ွယ်ကြပါတခြားဘာသာတွေကိုစွတ်တရားဟောတာမျိုးပုခတ်တာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါကိုတော့ပြောခြင်းပါတယ်နော်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလွန်ခဲ့သော၁၈နှစ်နဲ့၂ရက်၅လ၂၀၁ခုနှစ်တောက်ကြနေ့တုန်းကဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားနေပြီဖြစ်တဲ့မိခင်ကြီးဒေါ်ချူလန်းအားရည်စူး၍ကျန်ရည်သူများဖြစ်ကြသော ကိုမျိုးမင်းဦးမခိုင်စင်ဦးလွှမ်းမိုးမုတ်ဆိုင်မိသားစုတို့ကဦးစင်းရဲ့ဓမ္မဒုက္ခအကြောင်းတိုက်မှာတရင်သုံးတော်မူကြတဲ့တန်ဃာတော်များများအတွက်အရုံစွမ်းတနတ်လှူဒန်းပေးပါတယ်။စွမ်းလှူဒန်းတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုး၅မျိုးရရှိနိုင်ကြောင်းအင်ဂုတ်တို့ကျမ်းမှာမြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁အာယုအသက်ရှင်ခြင်း၂ဝါဏအစင်းလှခြင်း 3ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း4၄ဘလခေါ်အားဘလတို့နှင့်ပြည့်စုံခြင်း5ပฏิဘာနမှန်မှန်မှန်သိမသိကိုဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ရှိခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာစွမ်းလူခြင်းကြောင့်ရရှိလာမိကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်။ကိုမျိုးမင်းဦးမက္ခိုင်စင်ဦးလွှမ်းမိုးမုတ်ဆိုင်မိသားစုတို့သည်ဤကဲ့သို့ဆူတန်းရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့် ယခုဖော်ပြပါစွမ်းလူအကျိုး၅မျိုးကိုရရှိပြီးဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားလိမ့်ပြီဖြစ်တဲ့မိခင်ကြီးဒေါ်ချူလန်းဒီလည်းပဲဤကုသို့ဤအဖို့ကိုရရှိပါစေလို့ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်အရှင်ဖရာတပည့်တော်မကိုဖြေကြားပေးပါအောင်ဖရာငွေနေ့တောက်ကြတနင်္လာကေသာဆန်ဖြက်မပြုတ်အပ်ဆိုတာတောက်ကြနေ့မွေးသူတွေတနင်္လာနေ့ဆန်ဖြက်ကောင်းလျှော်မပြုတ်လို့ရဘူးဆိုတာ ဟုတ်ပါသလားအရှင်ဖရာတဲ့ ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတောက်ကြသားဖြစ်ပါတယ်။တနင်္လာနေ့မှာစံပယ်ပါတယ်။တောက်ကြသားသမီးများဟာတနင်္လာနေ့မှာစံရိတ်တာတို့စပင်းညှက်တာတို့လုပ်မယ်ဆိုရင်ဘုရားရှင်ကိုပြိုင်တဲ့သဘောတက်ရောက်မှာစိုးတဲ့အတွက်ကြောင့်ရှေ့လူကြီးများကတောက်ကြသားသမီးများတနင်္လာနေ့မှာစံရိတ်တာတို့စပင်းညှက်တာတို့မလုပ်ရဘူးလို့တားမြစ်ထားတာဖြစ်ပါတယ်။မဆိုင်ပါဘူးနော်။ဘသူမှလည်းဘုရားနဲ့လိုက်ပြန်ပြီးတော့စံချတာတို့စပင်းရိတ်တာတို့လုပ်မှာမဟုတ်ပါဘူး။ဘယ်နေ့ပဲဖြစ်ဖြစ် မိမိနှစ်သက်တဲ့နေ့မှာဆံရိတ်တာတို့သပင်ညက်တာတို့လုပ်ကောင်းပါတယ်နော်ဆရာတော်ကိုစွန့်ကပ်ဖို့အင်ကကြက်ကိုတတ်ပြီးစွန့်ကပ်ရင်အပြစ်ကြပါသလားဖရာတဲ့အပြစ်ကြတာပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင် အကျိုးပေးမစင်ကြတော့ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုတိကထတိတ်တာအမိရှိတဲ့ ယဟန္တာမထေကြီးတစ်ပါးရှိပါတယ်။အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာနှမှုစူးကြီးဖြစ်ခဲ့စဉ်တုန်းကငှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့ငှက်တွေကိုကြိုတက်ထားမယ်ဆိုရင်ပုပ်ကုံမှာဆိုးတဲ့အတွက်ကြောင့်ငှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ်။ဒီနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာ မှတ်သားဟင်းနဲ့စွန့်ကပ်ပြီးတော့အရှင်ဘုရားတို့သိအပ်သောတရားကိုသိရပါလိုဤလို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယဟန္တာအဖြစ်ကိုရရှိတော်လဲပဲ။ဖတ်တွေကိုအတောင်တွေချိုး၆တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှု ပြုတဲ့နေရာမှာလွတ်လွတ်ကျွတ်ကျွတ်ပြုပါအကုသိုလ်မယောမိပါစေနဲ့နော်။ အရှင်ဖေယမေတ္တာရှိထားဖြည့်ကြပေးပါအရှင်ဖေယငါးပါးသီလမလုံတဲ့သူကိုကြတော့တတ်မိရင်အပြစ်မဖြစ်ပဲအစ္စလမ်တွေနွားကိုတတ်တာကြတော့ဘာလို့အပြစ်ကြီးလိုက်ပြောနေကြတာလဲတဲ့ငါးပါးသီလမလုံတဲ့သူကိုတတ်မိရင်အပြစ်မဖြစ်ဘူးလို့ဘယ်ဆရာတော်ကဟောတာပါလဲဘယ်ဆရာတော်မှမဟောပါဘူးနော်ဟောတယ်ဆိုရင်လည်းပဲအဲ့ဒီဟောတဲ့ဆရာတော်ကစာမတက်လို့ဟောတာပါငါးပါးသီလလုံတဲ့သူကိုပဲဖြစ်ဖြစ် ငါးပါးသီလမလုံတဲ့သူကိုပဲဖြစ်ဖြစ်တတ်မိမယ်ဆိုရင်အပြစ်ဖြစ်တာပါပဲသို့တော့ငါးပါးသီလလုံတဲ့သူကိုတတ်မိရင်တော့အပြစ်ကြီးလေးပါတယ်ဥပမာတမတာကိုတတ်တာနဲ့တမန်အယတ်သားကိုတတ်တာပြစ်မှုကြီးတာသေးတာကွာတယ်လို့ပေါ့နော်အဲ့ဒီတိုင်းပဲသီလရှိတဲ့ပုဂ္ဂိုလ်ကိုတတ်မိမယ်ဆိုရင်အပြစ်ကပိုကြီးပါတယ်ဒီသဘောကိုဟောတာပါနော်နားလည်မှုလွဲတာဖြစ်ပါလိမ့်မယ်နားလည်ပါစေနော် Yeah.